မ္မပြည်ကြီးအခုချိန်ထိမတိုးတက်ကြီးမားလေးတွေပြည်တွင်းစစ်ရဲ့ဒဏ်ခံရရအောင်ပြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆောင်ခံပြီးတစ်ဆောင်ပြေးခဲ့တယ်သူကအဓိကအဖြစ်ကတော့တက်ချက်ကြီးကခေါင်းပုံဖြတ်မမြမတလှုပ်ဆောင်မှုတွေနဲ့နိုင်ကျင့်တာတွေချိန်ဖန်များစွာခံလိုက်ရတဲ့တပ်သားကအဲ့ဒီတက်ချက်ကြီးကိုပြတ်တက်မှုတပွားခဲ့ပါတယ် ိုင်းချရမီဝပီတူညကိုမော်ဒမာများအလုံးမိုက်မင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ28ရက်နေ့ရဲ့ကျွန်တော်နေ့လည်းပိုင်းဗီဒီယိုတပိုးနေနဲ့ဒီနေ့ခင်းပိုင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်ထိုးတရင်ကောင်းများစွာရှိတာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ခါတိုင်းလိုပဲတရင်တို့တရင်ထိုးလေးတွေကြည့်လိုက်ရအောင်နော်အယုံဆုံးတရင်တပိုးအနေနဲ့ကတော့မန္တလေးတိုင်းနဲ့ထိုးကြီးမြို့နယ်ထန်းစင်ရွာနီးမှာရှိတဲ့တရုတ် gas pipeline ဆောင်စစ်သက်စခန်းနဲ့ gas ton စစ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့လို့စစ်သားလေးဦးတည်ဆုံးပြီးမလင်းနဲ့နလဲနဲ့ ဂျမစစ်တလုံးတင်းဆဲရှိခဲ့တဲ့ဆိုတဲ့တင်းကောင်းလေးပဲဖြစ်ပါတယ်။မနေ့6နိုင်ကလေးကစားတဲ့ည3နိုင်လောက်မှာတိတ်မိပြီးတော့ပြန်ဆုတ်လာနိုင်ခဲ့တာ။လေရင်ကသားဘုံချက်ချနေတော့တဖြည်းဖြည်းချင်းတင်းရတာစခန်းထဲမှာကမြင့်မြင့်အလောင်းရတဲ့နှလောင်းအခြားဘေးမှာတည်နေတာကနှလောင်းဆိုတော့စုစုပေါင်း၄လောင်းတည်တာ။အင်အားကမမြောက်ဘူး15လောက်ပဲရှိတာစခန်းဘင်္ဂါတွေကတော့ဖြစ်စည်းခဲ့တယ်။ကျွန်တော်တို့လည်းနည်းနည်းပြန်စစ်ပေးလိုက်တော့စခွေးတွေထွပေးသွားတာနှထိုးကြီးမျိုးထက်ပြန်ပေါင်းသွားတာလက်ရှိချိန်ထိအဲ့ဒီစခန်းကိုပြန်ဝင်ဘူး။လက်ရှိနှထိုးကြီးမျိုးထက်မှာစခါတွေပေါင်းနေကြတယ်ဆိုပြီးတော့မှမြင့်ချန်ခရင်မရှိတဲ့ရင်က နေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီတိုက်ပွဲတွေတွင်းမှာမင်းချန်ခရံအမရှိတရဲနဲ့နထိုးကြီးမျိုးနဲ့ပါကပါဖူအတို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာပြီးတော့မှနထိုးကြီးပါကပါရဲဘော်တို့ကြာဆုံးပြီးတော့မစက်ကောင်စီတရဲလေးချောင်းပုံချင်းမှုတွေကြောင့်မဆွေရင်ရတဲ့ရရှိတဲ့လူတွေလည်းကျတို့တဝှရှိခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်ကျတို့ခုဆိုရင်တော့အလုံးတီထားတဲ့အချိန်ပဲအညာမြေဒီခရိုင်အထူးစစ်စီနဲ့လှုပ်ဆောင်နေတာဖြစ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့တချို့အားဆိုတော့မျိုးစာဖြစ်ပြောင်းလဲနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ မကွေးတိုင်းပဟုကူမြို့နယ်အောင်တာဘဲရွာတက်ပြူစော်ထေးစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တိုက်ခိုက်တေဆုံးမှုကစုံစမ်းနေဆဲပါကျွန်တော်တို့ဝင်တဲ့ချိန်မှာပခုဟိုတမတရားတက်ကနေပြမအင်အားကတိုးထားတာတိုက်ပွဲပြီးတော့လဲကားသုံးစီးအင်အားပြင်းနဲ့ထရောက်လာသေးတယ်။အဲ့ဒီပြူရွာကိုစခါတွေကအခိုင်အမာတီးဆောင်နေတာပါကျွန်တော်တို့မှာကလက်နက်ခဲလွှဲချက်ရှိပါတယ်မြို့ပပီတူတွေအနေနဲ့ ဝိုင်းဝန်းကိုညီပေးချဖို့တင်ပြတောင်းဆိုချင်ပါတယ်ဆိုပြမအေရာတောင်းတပ်ဖွဲ့ကတောင်းရှိသူတို့ကပြမပြောဆိုထားပဲဖြစ်ပါတယ်ကျတော်ခုလိုမျိုးအင်အားတရာကျော်ရှိတယ်ပေါ့နော်စစ်ကောင်စီရဲ့ဒီစခန်းနဲ့ပြည်ရော်တွေကိုတိုက်ခိုက်ဖို့တော်တော်လေးမလွယ်ကူတာပြမဒါပေမဲ့ကျတော်ဒီလိုမျိုးဒီခေခဲမှုတွေရှိတဲ့ကြားထက်ကနေပြမလက်နဲ့မပြေဆုံးမှုတွေနဲ့သူကျတော်တော်လန်ရဲဖို့တွေကနေပြမဝင်ရောက်တိုက်ခိုက်သွားတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျတော်အနေနဲ့လက်နဲ့ပြေဆုံးတွေနဲ့သူပြည်သူကနေပြမကိုကြီးထောက်ပံ့ရင်နဲ့ ပြန်ပြီးတော့ပါဗောနဒီ6ခန်းတွေမြို့အသိန်းတပွဲတွေဆင်နွှဲနိုင်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေ့ခပိုင်းမှာပထမဆုံးအနေနဲ့ကျွန်မကတော့ကျွန်တော်မနေ့ကဆိုရင်တော့ဒီမန္တလေးမြို့အင်ဝက်ဘန်မှာလုံချွေးရုံတွေကြတဲ့စကောင်းစီတပွဲဝင်တွေအချင်းချင်းပြစ်ခတ်လို့ဗောနတက်ချက်ကြီးတူတူသုံးသွားတယ်ဆိုတော့တနေ့နေ့ဖတ်တဲ့ပြီတော့မှရဲဘော်ရှမ်းလေးဘလူးမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်စကြည့်လိုက်ရအောင်နော်ဒီနေ့ထပ်ပြီးတော့ကြားလိုက်ရတဲ့သတင်းလေးတစ်ခုအင်ဝက်ဘန်ဆောင်ပေးနေတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုဟာသူတို့အချင်းချင်းအဝေးမတက်လို့ ်အဓိကအဖြစ်ကတော့တက်ချက်ကြီးကခေါင်းပုံဖြတ် မမြမတလှုပ်ဆောင်မှုတွေနဲ့အနိုင်ကျင့်တာတွေချိန်ခွန်းများစွာခံလိုက်ရတဲ့တက်သားကအဲ့ဒီတက်ချက်ကြီးကိုပြတ်တက်မှုပြွားခဲ့ပါတယ်ဟုတ်ပြီပြတ်ခတ်ခဲ့တဲ့ရဲဘော်ရဲ့ခံစားချက်နဲ့တက်ချက်ကြီးကရသမျှအကုန်ယူပြီးတက်သားတွေကိုခွဲမပေးဘူးပြောရရင်ဝေစုခွဲရင်းစကားများကြတာဖြစ်တယ်တက်သားကနာကြီးချက်နဲ့အကုန်လုံးကိုလိုက်ပစ်တာတက်ချက်ကြီးဝေချင်းပြီး တည်ဆုံးခဲ့ပြီးတော့ဒုတက်ချက်ကြီးတဦးကတော့ပြင်းပြင်းထန်ထန်တန်ရာရရှိနေတယ်ပြစ်ခတ်ခဲ့တဲ့တသားကတော့ထွက်ပြေးလွတ်မြောက်သွားပါလေဟင်းဒါကဒေတာကန်ပြည်သူကသတိပြုထားလာဖြစ်ပါလေအဲ့ဒီပြစ်ခတ်မှုပြီးတန်ရာရတဲ့တက်ချက်ကြီးနဲ့ဒုတက်ချက်ကြီးကိုတိုင်းစစ်ဌာနချုပ်အခြေဆိုင်ရာနန်တွင်းစစ်ဆေးရုံကိုပို့ဆောင်ခဲ့တယ်တက်ချက်ကြီးကတော့ပွဲချင်းပြီးတည်ဆုံးပြီးတော့ဒုတက်ချက်ကြီးကတော့ပြင်းပြင်းထန်ထန်ဒဏ်ရာနဲ့ဆန့်ငင်ဆန့်ငင်ဖြစ်နေစေလို့ကျွန်တော်တို့သိရှိထားရပါတယ်တက်တော့ချိန်မှာတော့ ပြစ်ခတ်ခဲ့တဲ့တသားဖပြစ်လွတ်ပြောက်နေပြီးအောင်မြေတာဆန်မြို့နယ်အတွင်းပိတ်ဆို့ရှာဖွေနေတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်။ဒါကတော့မန္လေးအောင်မြေတာဆန်မြို့နယ်ဇေးချူတော်နဲ့နာယီစင်အနီးကအင်းဝဘန်ကိုစောင့်ပေးနေတဲ့ခွေးအုပ်စုအချင်းချင်းအဝေမတည့်လို့တိုက်ရင်းကနေမခံနိုင်တဲ့အစိုးတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ပါ။ဒါတွေကမကြမ်းကြကြားရမှာဖြစ်ပါတယ်။ဘဝရောက်ကတော့ဒီလိုပဲ မရှိမရှိမအာနာလေးကိုလက်လုံးကြလုပ်ပြီးတော့အတဖားအောက်ဖိလုပ်နေတာတွေကျွန်တော်တို့အားလုံးငကိုတွေကသိရှိခဲ့ပြီးဖြစ်ပါတယ်ဘာဖြစ်ပါကိုယ့်ရဲ့အထက်ရာရှိကိုအခုလိုမန်လေးလိုနေရာမျိုးမှာပြစ်တက်နိုင်ခဲ့တဲ့ပြီးတော့လွတ်အောင်လဲထွက်ပြေးနိုင်ခဲ့တဲ့ဆိုတော့တရင်ကောင်းပဲပေါ့ဗျာရှေ့တန်းဆင်မနာပြင်ပါလဲပဲအချို့အရာရှိဘုံမှုတွေဘိုလ်ချုပ်တွေဘိုလ်ကြီးတွေနောက်စီကနေပြီးတော့ပွင့်ထွက်ပြီးတော့ ဘသူပြတ်တက်လို့ပြတ်တက်မှန်းမသိတည်သွားတာတွေလည်းအများကြီးပါဒီသတင်းတွေကိုလည်းကျွန်တော်အရှိဗီဒီယိုတွေမှာကျွန်တော်ပြပါတွေကိုဒါတင်ပြနေကြဖြစ်ပါတယ်ဒါတော့ရေဘော်ရှင်လေးနေမြို့မှာကျွန်တော် ခုဆိုရင်မန္တလေးမြို့ပေါ်မှာပေါ့နော်ဒီစစ်ကောင်စီတပ်ဖွဲ့တွေချင်းချင်းပဲပြီးတော့ပြက်ခတ်မှုဖြစ်ပြီးတော့တက်ချက်ကြီးတူရှော့သွားတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်အဲ့ဒီကြားထဲမှာတော့ဒုတက်ချက်ကြီးအရဆိုတော့အခုဆိုရင်ဒုခိတာဖြစ်သွားတာဖြစ်ပြီးတော့မှကျတော့ဒီအင်ဝဘန်တမကပေါ့နော်သူတို့ဒီလုံချွေးဆောင်ပြီးတော့မှယူနေကြတဲ့ဘန်တော်မင်းများမှာဆိုတော့ဒီလိုမျိုးဝေစုမတက်ရကနေပြီးတော့မှပြက်ခတ်မှုတွေဖြစ်ပွားနေတဲ့တရင်တွေလည်းကျတော့အခုရပိုင်ကြားနေရတာပဲဖြစ်ပါတယ်ဒါကတော့ သူတို့ပြည်သူတွေကိုကြောက်လွန်းလို့ကိုသူတို့ချင်းချင်းယုံမတန်တရားရှိတာဖြစ်ဖြစ်မှပြစ်ခတ်မှုတွေလည်းများစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးသိမ်းမြတ်နေပြီးတော့မှလက်တော်လို့ကျွန်တော်တို့ကြားရတယ်ပေါ့နော်။ရန်ကုန်မြို့ကအလို့သမားတပိတ်အောင်ပွဲနဲ့ပတ်သက်ပြီးတော့မှဘလူးမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ဘိုးချုပ်မှုကြီးမင်းအောင်လှိုင်တို့နှစ်ဦးစလုံးဟာနိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC မှာတရားစွဲဆိုခံထားရသူတွေပါ။ ဗိုလ်ချုပ်မင်းအောင်လိုင်ကို Ranger General Site လူမျိုးတုံးတပ်ဖြတ်မှုအတွက် ICC ရှေ့နေချုပ်ကဖန်ဝရန်တောင်းခံထားတာဖြစ်ပြီးတော့ရုရှားသမ္မတဗလာဒီမီယာပူတင်ကိုတော့ယူကရိန်းကိုကျူးကျော်တဲ့အတွက်ဖန်ဝရန်ထုတ်ထားတာဖြစ်ပါတယ်။လောက်ခတုံးမြင့်ရေတောက်ဆိုသပိတ်မှောင်နေတဲ့ GTIG ခေါင်းဟွာ Glory စက်ရုံအလုပ်သမားတွေကိုလုပ်ငန်းခွင် မဝင်ရောက်လို့ရှိရင်လောက်ခဖြတ်တော့မယ်ဆိုပြီးတော့အလုရှင်ကဖိအားပေးနေပါတယ်ခေါက်ဝါဂလိုရီစက်ရုံအလုသမားတွေဟာလောက်ခတွင်းမြင့်ရရှိရေးအတွက်တောက်ဆိုဆန္ဒပြနေကြတာဟာအခုဆိုလို့ရှိရင်၄ရက်မြောက်နေဖြစ်ပါတယ်အလုသမားတထောင်ကျော်ဟာမေလ23ရက်နေ့ကလေးကစတင်တပိတ်မောက်ခဲ့ကြတာပါလက်ရှိအချိန်ထိဆန္ဒပြနေကြတာဟာ GDIG2 စက်ရုံတခုတည်းကအလုသမားတွေဖြစ်ပါတယ်ဒါပေမဲ့စက်ရုံဘက်ကတင်းမာတဲ့သဘောထားကိုကြားသိရပြီးတဲ့နောက်မှာအဲ့ဒီစက်ရုံဝင်အတွက်မှာပဲရှိတဲ့သူတို့နဲ့ဆက်ဆက်တဲ့တခြားမိဖက်စက်ရုံတွေလည်းတပိတ်မောက်ကြဖို့ပြင်ဆင်နေကြပါတယ် အလုံသမားတွေဟာလက်ရှိတနေ့လောက်ခ6800ကျပ်ပဲရရှိရဟာကုန်စည်နှုန်းမြင့်တက်မှုကြောင့်မလောက်မငှဖြစ်လာတဲ့အတွက်ကြောင့်တနေ့လောက်ခချင်း13000အထိပေးဖို့တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်မိမှုတိုက်ဌာနမှာလောက်ရတဲ့သူတွေကိုအပူကန်ချင်းအတွက်တစ်လ6000ပေးဖို့နဲ့တခြားရက်မှန်ချင်းအချိန်ဘိုလောက်ခတွေပါတိုးပေးဖို့တောင်းဆိုထားပါတယ်မေလ24ရက်နေ့မှာခုံတမားရီအဖွဲ့ကလာရောက်ညှိနှိုင်းပေမဲ့အလုရှင်ဘက်ကနေချင်း1500ထက်တိုးမပေးနိုင်ဘူးလို့ဆိုတဲ့အတွက်ဆွေးနွေးပွဲပြက်ပြားသွားခဲ့ပါတယ် ဒီမှာဦးသိမြတ်ပြောထားသလိုပဲကျွန်တော်တို့ခုရဲ့ပိုင်းမှာဒီလိုမျိုးစစ်ကောင်စီကနေပြတော့မှာပေါ့နော်။တိုင်းပြည်နယ်လူမျိုး channel နေတဲ့အချိန်မှာပဲတပ်ဖက်မှာဆိုရင်တော့ကျွန်တော်နိုင်ငံခြားရင်းနှီးမြှုပ်နှံတဲ့ company ကနေပြတော့မှာမြန်မာပြည်သူတွေအလို့သမားတွေပေါ်မှာကောင်းမွန်ဖြစ်ပြတော့မှာလှုပ်ရှားနေတာကိုကျွန်တော်တတင်းတွေမှာသိရတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်းကျွန်တော်ဒီနေ့စဉ်လောကခါဆိုရင်တော့တော်တော်လေးဝင်ပါနေတာပြတော့မှာကြားထဲကနေပြတော့မှာသူတို့အနေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတယ်ဆိုတော့လည်းကျွန်တော်တို့ပြတော့မှာသိရတာမလို့ဒီလိုမျိုးကိုကြိုးချပြတော့မှာကျွန်တော်ပြည်သူတွေရဲ့ဘဝတွေကို channel နေကြတဲ့ နိုင်ငံခြားကုမ္ပဏီတို့လည်းကျွန်တော်တို့ကနေပြီးတော့ဆုံးမရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကြော်မျိုးမြန်နေပြီးတော့မှမြောက်နိုင်တို့စစ်တပ်ကနေပြီးတော့မှဒီဘက်ချင်းမဆိုဂရီတီပြီးတော့မှတွန်လိုက်တဖို့မလေးကလုံးဝဂရီဖောက်ဖြစ်တဲ့အုပ်စုတွေဖြစ်တဲ့စပရမဘောနော်ဘယ်လိုမျိုးပြောင်းလဲပြောင်းစားလဲပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လဲရအောင်ဘူဂျူဂျီကတော့ပြောတယ်ဒီနိုင်ငံဖက်ဒရယ်ဒီမိုကရေစီနဲ့ကိုသွားတာဖြစ်တယ်ဒါကြောင့်မို့နိုင်ငံအမီကိုလည်းညီမတော်တွေစီလုံးညီညွတ်ကြဖို့လိုတယ်ဆိုတာမျိုးတွေပေါ့ဗျာဒါကတော့လူကြီးကလူကြီးစကားပြောတာပေါ့ဗျာလူကြီးကလူကြီးစကားပြောတာပေါ့ ဒီလူကြီးစကားပြောပြီးတော့သွားဖြစ်တယ်ဆိုတော့တိုက်ပြီးဒီရေးချမ်းရေးဝိုင်းဝန်းကူညီကြဖို့ဆိုတာမျိုးပြောတယ်ချမ်းမရေးစီဝိုင်းမူဝါဒမျိုးစုံပေါ့ဒါလေးလူချက်ပြောတယ်နောက်တစ်ခုကတော့ဒီပညာတက်ဖို့ဒေသတစ်ခုဖွံ့ဖြိုးတက်ဖို့ဒါလေးလည်းပြောတယ်နောက်တစ်ခုကကျောင်းလူရဲ့ကလေးတွေကျောင်းထားကြဖို့ဆိုတာမျိုးတွေပြောတယ်လို့နောက်တစ်ခါနိုင်ငံတော်စာပေရုံးသုံးဘာသာစကားနဲ့စာပေတနိုင်ငံလုံးတိုက်တာနဲ့တက်မြောက်ဖို့လိုတယ်ဆိုတဲ့အကြောင်းတွေဒီမှာထည့်ပြောတယ်ဆိုတော့မိုင်းလာဒေသမှာတရုတ်စာနဲ့မြန်မာစာဘရပူပြီးတော့ဩဒါတိုင်ဝန်ရှိတယ်လို့မေးမိုင်းလာကိုခဏတော့သွားဖို့လည်းတိုင်းတည်တယ်အကုန်တိုက်တယ်ကောင်သွားကြည့်မိုင်းလာမှာမြန်မာလူပြောရင် သိနားမလဲဘူးတရုတ်လိုပြောရင်ခင်ဗျာလူတရာတွေ့တရာလုံးနားလဲပဲဒါပေမဲ့မြန်မာလိုပြောရင်တရာလုံးလုံးမှာ90တောင်နားလဲတော့ကန်ကောင်းလို့အဲ့လိုပြောမှဖြစ်တယ်အဲ့လောက်တော့ဖြစ်နေပြီမိုင်းလာမှာအဲ့တော့မိုင်းလာကမြန်မာစာမထုံးကားပဲနဲ့တရုတ်စာထုံးကားနေတယ်ဟိုဘာလဲဆိုတော့ကြည့်ရတာတရုတ်နဲ့ကြိုးစီးပါနေများဘယ်လောက်ကြည့်နေတယ်မသိဘူးပေါ့မိုင်းလာဥဆိုင်မိုင်းလာအုပ်စုပေါ့နော်ဆိုတော့ဆိုတော့အဲ့ဒီမှာဒီမြန်မာစာစာပေတက်မြောက်ထားဖို့လိုရတယ်ဆိုတော့ဘုံကြီးကပြောပြတယ်ပေါ့နော်ဒါထည့်ပြောတယ်ပြောပြီးတော့မှဒီမိုင်းလာဒေတာဖွံ့ဖြိုးရေးတော်ကိစ္စသူလိုရတယ်ကိုကြီးမဲဆွဲချောင်းပြောတယ်ဒါဘုံကြီးပဲကပြောတာပေါ့နော် ဲ့တော့မိုင်းလာဘက်ကနော်ဒုတိယဥက္ကဋ္ဌဥစ္စာဘိတ်ကဘာပြောလဲဆိုတော့ငလျင်ကိစ္စလည်းပြောတယ်တချိန်တည်းမှာပဲသူဘာထက်ပြောဆိုတော့ထုတေတာလေးရဲ့ဒီဖိုးထုတေကိစ္စကြီးလည်းဒါငလျင်ပြောသူတို့ကုညီခဲ့တာလေးလည်းပြောသလိုအာသူတို့ကဒီမိုင်းလာကငင်းကြိုင်းသဘောထားခံယူချက်နဲ့ဒါနှစ်ပေါင်း30ကျော်နိုင်ငံတော်ချမှတ်တဲ့အတိုင်းတော့ပြောစမှုမပြုတ်ခွဲတိုင်းသားစီလုံးမျိုးမပြုတ်ခွဲချုပ်ချာအနာပေါ့ဗျာသာသမီဒါလေးကိုသူကဥတီဥတီဆောင်ရဲတယ်ပေါ့ဗျာအဲ့လိုဆောင်ရဲနေဆောင်ရဲနေနောက်ဆုံးမှာအဓိကသူတို့ဒေတာရဲ့ပြင်ဆိုင်ချမှတ်ခံနိုင်မှာနိုင်ငံတော်ဆက်လက်ကုညီပေးစီလို့ဆိုပြောတယ်နောက်တစ်ခုနောက်တစ်ခုကတော့ဒီမိုင်းလာဒေတာမှာမြည်သည့်လက်နက်ကိုင်အဖွဲ့စည်းမြည်သည့်နိုင်ငံရေးအဖွဲ့စည်းမှာလက်ခံထားခြင်းမရှိဘူးမြို့တော်တွေနဲ့ဒေတာတွေနိုင်ငံတော်တကြီးအကြီးကြီး နိုင်ငံတော်တည်ငြိမ်အေဂျင်စီလုပ်ငန်းတွေအတွက်ပူးပေါင်းဆောင်ရမ်းတောင်းဖြစ်တယ်ဆိုပြီးပြောတယ်အဲ့တော့အဓိကအဲ့ဒီ point key point ရတာအဲ့ဒီ point key point အဲ့ဒီ point မင်္ဂလာဒေတာမှာတဲ့မြည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မြည်သည့်နိုင်ငံအဖွဲ့အစည်းကနိုင်ငံအဖွဲ့အစည်းကလက်ခံထားချက်မရှိဘူးလို့သူကထုတ်ပြောတယ်ထုတ်ပြောတယ်ဒါကျွန်တော်တို့ကြားရတဲ့သတင်းကကြတော့မင်္ဂလာဒေတာတွေကနေလက်နက်တွေဖြန့်ပေးနေတယ်ဆိုတော့ကျွန်တော်ကြားခဲ့မှုတယ်စာနယ်ဇင်းကတွေတချို့ကဖြန့်ပေးလို့ကြားမှုတယ်အဲ့ဒါကိုတော့သူတို့ရှင်းရမှာပဲကျွန်တော်တို့အဲ့လိုကြားတယ်အဲ့လိုကိုကြားခဲ့တာခိုင်ခိုင်မာမာပြောချင်တာအဲ့လိုကိုကြားခဲ့တာကဲမင်္ဂလာအုပ်စုလက်နက်တွေဖြန့်လက်နက်တွေဖြန့်တယ်စာနယ်ဇင်းကတွေဖြန့်တယ်မင်္ဂလာဖြန့်ပေးတယ်လို့ကျွန်တော်ကြားတယ် နော်ကြားတယ်အဲ့တော့ပွင့်လေပြောရင်တော့ဒါတွေကတို့ဖြေရမယ်မေးခွန်းတွေပေါ့ဗျာသို့တော့တို့ကတော့တို့ဒေသမှာမြေကြီးတဲ့နိုင်ငံအဖွဲ့အစည်းမှာမြေကြီးနိုင်ငံအဖွဲ့အစည်းမှာမထားပါဘူးတဲ့ပြောတယ်ဆိုတော့နိုင်ငံတော်နဲ့အတူတူကနိုင်ငံတော်နဲ့အတူတူ DJ အကြံကြီးကိုပူးပေါင်းဆောင်ရွက်တော့မှဖြစ်တယ်ပေါ့ဗျာဆိုတော့တော်တော်သိတာပါဗျာနိုင်ငံတော်ပူးပေါင်းဆောင်မှုလုပ်ပါမယ်လို့ပြောလို့တော်သိတာကျွန်တော်တို့ကဝမ်းသာပါတယ်သို့တော့ကျွန်တော်တို့ပူးပေါင်းနေပြောရင်ဗျာဟိုတခါတည်ဘူးတော့ပြင်ပိုးနားလေတဲ့သဘောပဲတိုင်းသားလက်တိုင်းဖွင့်နေတယ်ကျွန်တော်ပူးပေါင်းနေပြောရင်တော့ဟို negotiate ဒီ share မလုပ်ခဲ့ဘူး special ဘာမှမလုပ်ခဲ့ဘူးကျွန်တော်ကနိုင်ငံကြီးခဲ့မှုအဲ့တော့ကျွန်တော်ဆက်ကြပါမယ်သို့တော့တမိုင်းမှာစာအုပ်စာတမ်းတွေကျွန်တော်ဖတ်တယ်ကရှာဖတ်ကြည့်တယ်က တိုင်းသလက်နဲ့ကိုင်အဖွဲ့စည်းနေနိုင်ငံတော်ဆိုတာနဲ့ထုတ်ခဲ့တဲ့စာချုပ်တွေသဘောတူစာချုပ်တွေနဲ့ဒီနှစ်ဖက်သဘောတူစာချုပ်တွေနဲ့နှစ်ဖက်ဟိုထားခဲ့တဲ့ဂရိကုတ်တွေထဲမှာဂရိကုတ်တွေထဲမှာနတ်စာကဒီနတ်စာကဒီစစ်တပ်ကနေပြီးတော့ချိုးပေါက်ခဲ့တာခါချာခါချာချာပဲချစ်တော်မရှိသလောက်ပဲဒါပေမဲ့လက်နက်ကိုင်သဘောတွေကိုအကုန်လုံးချိုးပေါက်တယ်အကုန်ချိုးပေါက်တယ်ဥပမာဝါဆိုရင်သူ့နယ်မြေမှာလက်နက်တွေကိုဘာလို့ဆိုတော့ခင်ဗျရဲတပ်ဖွဲ့အဆင့်လောက်ရှိရင်လက်နက်ပဲထားရမှာပြီးတော့ကိုယ်ကသူ့ထားမဲ့လက်နက်ကစားအကန့်တတ်ထားပေးထားပြီးလို့ရှိတယ်အဲ့ဒါကိုဝါကရှစ်ခင်ဗျလွယ်ကုန်လုံးစစ်ပြင်းတာတင်ပေးတယ်ရှစ်ခင်ဗျလွယ်ကုန်လက်နက်တက်ဆင်ပြလိုက်တယ်လက်နက်အင်အားလူအင်အားတောင်းနေချင်းရှိတယ် ချုပ်မင်းများတော့ဗောနာကျွန်တော်တော်လိုင်းရေပေါ်တွေကနေပြတော့မှဒီစကောင်စင်နဲ့ပြစ်ခတ်ရဆဲဖို့ကြံတဲ့ဒီသဘောတူညီမှုတွေလှုပ်ဆောင်နေတဲ့အချိန်မှာခက်ဆက်ဆက်သဘောတူညီမှုကိုချုပ်ဖောက်ပြီးတော့မှကျွန်တော်တို့ကလည်းပြောမှာပဲဒီတော်လိုင်းရေးမတိုင်ခင်ပါပါကတဲ့ကပေါ့နော်ဒီစစ်ရဆုမှုပေါ်မြတ်စွာကျွလွန်ခဲ့တဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့မျိုးစွာပြောဆိုထားတာဖြစ်တယ်တကယ်တမ်းသူပြောမှာတော့မျိုးလန်တို့စစ်တပ်ပြောမှာပေါ့နော်အခုချိန်ထိကျွန်တော်တို့ပြည်သူတွေပေါ်မှာရဲဆက်ဆက်တပ်ဖြတ်မှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှငလင်မေးတန်တင်းနေတဲ့အချိန်မှာလည်းပြစ်ခတ်ရဆဲတဲ့ဆိုပြီးတော့မှကျင်ရပြင်မဲ့ အဲ့ဒီကြားထဲမှာကိုပဲကျွန်တော်တို့ပြည်သူတွေကိုတက်ဖြစ်ပြနေတာပဲဖြစ်ပါတယ်။ဒါဝကြီးချားဖြစ်ကျွန်တော်တို့တွေနဲ့ဟိုအရင်ကတမိုင်းတွေကိုလန်ချေးဆရာတော့မလို့တော့ပဲနဲ့ပေါ့နော်စစ်ကောင်စီရဲ့မျက်မှောက်ခက်လို့ဆောင်ပွင့်ကိုကြည့်လိုက်မယ်ဆိုတော့ပြည်သူတွေက defensive တာဆိုရင်ဘယ်လောက်ထိရုံးမအောင်တန်းချပြီးတော့မှဆရာစုမှုပုံများဆိုကျွလွန်ထားတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုသိရှိလာတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဘောမတွေနဲ့စကားကိုစင်စင်ချင်းချင်းပြောပြတော့မှကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှအသာတကြီးနဲ့ပေါ့နော်ခုလိုပေးနေတဲ့အချိန်မှာအခုလိုမျိုးပေါ်ဖွင့်လေးဆိုတဲ့တွေမပြောတင်တော့တာပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်အားလုံးတည်ထားတဲ့တိုင်မှာမ လာမျိုးရရှိနေတဲ့မြောက်လိုင်းကနေပြီးတော့မှပေါ့ပန်းလေးဆက်ပြောလိမ့်မယ် sorry ပြောဆိုသွားတာပြီးတော့မှဒါကိုဒီဘောမှာအယိုးကတ်တွေကနေပြီးတော့မှကျော်ရဘက်ကနေပြီးတော့မှပဲဒီစစ်ကိုအတင်းခေါ်ယူနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆွဲဆွဲပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အရေးချုံပုံကတော့နေပြီးတော့မှသူ့ကိုထောက်ခံပါတယ်ဆိုတော့အုပ်စုတွေကိုပေါ့နော်ဘာသာရေးလူမျိုးတွေနဲ့ဘယ်လိုမျိုး mind type ပြောဆိုထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဟိုရပါရဗမာလူမျိုးတွေရဲ့ပတ်စံကိုမပေးခြင်းလို့ကလင်ကကြည့်ညနေညနေနဲ့လားတွေရဲ့ထုံးစံအတိုင်းမွတ်စလင်တွေရဲ့ထုံးစံအတိုင်းလိန်တာပေါ့ ဆိုတော့လည်းတိုက်ကြီးကိုနောက်တည့်ရမှာချက်ချင်းပြီးနိုင်ကိုကပ်လိုက်တာပိုက်ချင်းကြီးဒီမကျူးကြော်ရတဲ့ပုံတိုက်စင်မယ်ဆိုကြီးမှာဒီလိုလိုအရင်ဟိုဟာလေးဆိုရတော့ပြောစီပင်ကအပြည့်လောက်ပဲယူလိုက်လို့ပြောရဆိုဘယ်လူကြီးကပြောနာမည်ကတော့မသိဘူးခမောသူတို့ကစောင်းတယ်မပြတယ်ပါဇက်နဲ့နဲ့ပြပြီးတော့ပြောတာလူဖွက်လိုက်ပြီးသွားစီပင်ကလည်းအများဆုံးကသူ့လူတွေပဲသူတို့ကောင်းတယ်အောင်ပြောသေးတာပေါ့စီပင်ကလူလူကောင်းတယ်လို့ပြောသေးတာစီပင်ကလည်းသဘောကောင်းပါတယ်ညှို့ပြီးပါပါတယ်အဲ့လိုမျိုးဆက်လာအဲ့လိုတို့တို့လည်းမျိုးမစစ်တဲ့စီပင်ဝန်ထမ်းတွေရှိနေလို့ အဲ့လိုကလားတွေနဲ့ပေါင်းဟိုလည်းချိုင်းရတာတဲ့မှာအဲ့လိုပဲ RB စာရင်ကျောင်းဗုဒ္ဓဘာသာနေလာတာနေပေါင်း60ကျော်လာပြီစာရင် RB စာရင်ကျောင်းဗလီဆိုပြီးလောက်ထားတယ်ငလင်အကျောင်းသားပြီးဗုဒ္ဓဘာသာရဲ့ channel ကိုခတ်ပြီးမှဌာနဆိုင်ရာအချိုးနဲ့အောက်ပေါင်းပြီးမှလူဝါဝါထားတာလေစီဗင်ကတော့ပတ်စံပေးတော့ဖြတ်ခွင့်ရှိတယ်ပတ်စံပေးတော့ဖြတ်ခွင့်မရှိဘူးဟိုလည်းစီဗင်တင်ထားပါလေဆိုစီဗင်ဆိုတဲ့ဟာကတော့တော့လို့ရှင်တော့အခုနောက်ပိုင်းတော့မတည်ဘူးအခုနောက်ပိုင်းတော့တမတော်တိုင်ဝမ်ရယ်ဌာနဆိုင်ရာ လမ်းဘက်တော်ကလူကြီးတွေအရစီပြမှာနေရာယူဆရတော့ပါတယ်음လို့ကျင်တာတော့မျိုးချရမှန်းလည်းမတည်ဘာရှာအမှန်တရားဆိုရလည်းမတည်ပတ်ဆံပေးတဲ့ဘက်ကပါသွားတာပဲဦးဇင်းတို့မြန်မာနိုင်ငံအဲ့လိုပဲလာဝကခေတုံကလည်းအဲ့လိုပဲအတော့ကလာစီပင်ကိုကုန်ပိုင်းနေပါအကလာနာမည်ဘာလို့ဇော်မင်းလွန်ဇော်မင်းလွန်อืมသူခင်ဗျားတို့အမှုဆွဲထားတာဘာလို့လဲဒီမှာတော့မပါဘူးသူအမှုဖွင့်ထားတယ်သူလိမ့်ထားတာဗမာပြည်ဘယ်နေရာလောက်ရှိရလဲ

ဆိုင်ရည်ရောရှောက်ကလိုက်ရတယ်။ရှင်ရဆာရရောဘုံအဲ့လိုပေါ့။သူတို့ဟိုမှာချန်စီယိုမှာကတ်လိုက်ကြ။ဒါပေမဲ့ဒီဘေးကသူ့အကူဖြတ်ခွင်မပေးပြီးဖြတ်မိမယ်ပေးပြီးခင်ဗျားတို့မန်တင်သူယောရမှာလေ။ပြောလိုက်ရဟိုးလို့လောနဲ့ပေါ့နော်။ဒီပုဂ္ဂိုလ်ကနေပြမ။သူပြောချင်တာကျတော့ကျတော့ဒီမွတ်စလင်ဆိုလိုက်တာနဲ့ ဘာသာရေးလူမျိုးတွေတုံပြီးတော့မှဒီလိုအောက်တန်းကြတဲ့စကားလုံးတွေနဲ့ပြန်ပြီးတော့မှသူပြန်ပြောဆိုထားတာကျွန်တော်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ဒီလိုကောင်တွေကနေပြီးတော့မှပဲမျိုးချစ်ဆိုတဲ့နာမည်ကိုခံယူပြီးတော့မှကျွန်တော်တို့ဒီလူမျိုးချင်းချင်းကြတဲ့မှာတွေ့ခဲ့မှုတွေဖြစ်အောင်အရင်ကတည်းကပေါ့နော်ပြိပခမျိုးစုံကိုဖန်တီးလို့ဆောင်နေကြတာဖြစ်လို့ဒါကတော့သူတို့အတွက် ခွင့်ကောင်းမဲ့ဆိုပြီးတော့မှအခုချိန်လဲပြန်ပြီးတော့မှလုံဆောင်လာကြတာပဲဖြစ်ပါတယ်ဒီပေါကရုံတို့လိုမျိုးအုပ်စုတွေနဲ့ဂျန်တဲ့မျိုးမချစ်မဘာသာအုပ်စုတွေကိုကျွန်တော်ကလည်းပြီးတော့မှခုဆိုရင်ပြန်ရှင်းမဲ့ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့ပြီးသူတရားလုံးအနေနဲ့ဒီတော်လိုက်မှာတစ်ထက်ဝင်ပူပေါင်းပုံရင်းနဲ့ကျွန်တော်တိုင်းပြည်ပေါ်မှာမျိုးစိတ်မမှန်တဲ့ပေါ့နော်အုပ်စုတွေကိုတစ်ခါတည်းမြေလန်ရှင်းပြဖို့လွမ်းနေတာပဲဖြစ်ပါတယ်ဒီပေါကရုံပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှလည်းကြီးနေကြတဲ့မျိုးပါပြည်သူတွေကလည်းပြီးတော့မှကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ် ကျွန်တော်တို့ဆုံးဗီဒီယိုတဘောတွေနဲ့ဘောမမျိုးစိုးကနေပြီးတော့မှမြန်မာပြည်ပြည်တွင်းဆွဲဖြစ်နေရတာကအဓိကတရားခံဘယ်သူလဲဆိုတာကိုဒီကောင်ကနေပြောဆိုထားတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးတွေအချောင်ပြောဆိုထားမလဲဆိုတာစပြီးတော့မှကြည့်လိုက်ရအောင်နော်ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ကလေးဘိုးယုံကြီးမင်းအောင်လည်းကြောင့်ဖြစ်တာလားဘိုးယုံကြီးတန်ရွှေကြောင့်ဖြစ်တာလားဘိုးယုံကြီးနေဝင်းကြောင့်ဖြစ်တာလားလေ့လာကြည့်ကြပြည်တွင်းစစ်ဖြစ်တာ190ကျော်ကြာပြီဆိုတော့ဘိုးယုံကြီးမင်းအောင်လည်းမမွေးသေးပါဘူးဘိုးယုံကြီးတန်ရွှေ ဘောရကြီးနေဝင်းတို့နဲ့တက်တူရဲတို့လောက်ဘောရကြီးနေဝင်းကတော့ပုတ်ကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တိုင်းတရခန်ဟာဘောရကြီးတန်းရွှေလည်းမဟုတ်ပါဘူးဘောရကြီးမင်းအောင်လည်းလည်းမဟုတ်ပါဘူးဘောရကြီးနေဝင်းလည်းမဟုတ်ပါဘူးပြည်တွင်းစစ်ဖြစ်ရတဲ့အဓိကတရခန်ကဘာလို့လဲဆိုရင်ပင်လုံစာချုပ်ကြောင့်ဖြစ်တယ်ပင်လုံစာချုပ်ကိုဘသူကမကထလုတ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေလူကျင်နာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲတရက်တွေကိုမစင်စားပဲ ဘဒုဥဆောင်ချုပ်ဆိုခဲ့တယ်လေအတော်များများသိကြပါတယ်ပူချုပ်အောင်ဆန်းပါဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ထိပြည်တွင်းစစ်တီဖြစ်နေရတဲ့အဓိကတရက်ခံကိုပြောပါဆိုရင်ပူချုပ်အောင်ဆန်းပါမြန်မာပြည်ကြီးအခုချိန်ထိမတိုးတက်မကြီးပွားသေးပဲပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရအောင်ပြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆောင်ဖန်တီးတိဆောက်ပေးခဲ့တဲ့သူကတော့ ဟိုရောက်အောင်စားပါမျိုးဆိုးရတယ်မြေတော်မှာကျတော်မြန်မာပြည်ပြည်တွင်းဆက်တယ်လို့မြေချရှိနေရတာပေါ့နော်ဘူချောအောင်ဆန်းစားတဲ့မိမွေးလိုက်လို့ဖြစ်နေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဗာရက်ဖြစ်ပြောဆိုနေတာပဲဖြစ်ပါတယ်ကျတော်အလုံးတည်တဲ့အတိုင်းပဲဆိုတော့တင်းသားလူမျိုးစုတွေကလည်းမြေတော်မှာဖက်ဒရယ်ဒီမိုကရေစီရချင်နေတဲ့အချိန်မှာပဲကျတော်ပေါ့နော်ဂျန်နယ်ဒီဘူချောအောင်ဆန်းတော့ပါဝင်ဒီအာဇာနည်တချို့တွေကလည်းမြေတော်မှာ တော့လိုမရှိဘူးဆိုတဲ့ပုံစံမျိုးတွေပြောဆိုမှုတွေရှားခဲ့ရတယ်ဖြစ်ပြီးတော့ဒီကောင်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့လွဲတွေကိုအဲ့ဒါနဲ့ပြန်ပြီးတော့ဖုံးပြီးဖို့စ조사နေတာတို့ပြီးတော့မှတွေ့ရတာပဲဖြစ်ပါတယ်ခုချိန်မှာမြောက်လိုက်ဘက်ကနေပြီးတော့မှအာနောင်ဆွန့်လွတ်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်နိုင်မယ်ဆိုတော့ကျွန်တော်တို့တွေနဲ့ဒီလိုမျိုးကြာရှည်လာတဲ့ဖီဒရင်းစကိုရုပ်သိမ်းနေမှာဖြစ်တယ်လို့ Face Nation စနဲ့နောက်ထပ်မှာပေါ်ပေါလာနိုင်အောင်လဲကျွန်တော်တို့တွေနဲ့ဥပဒေတွေတပြီးတော့မှရေးဆွဲဖို့လိုအပ်နေတာပဲဖြစ်ပါတယ်ဆိုတော့ဒီဘောမတွေကနေပြီးတော့မှဒီလိုမျိုးကျွန်တော်တို့ပြည်သူတွေကနေပြီးတော့မှတော်လိုင်းရေးမှာ ဒီပြောဆိုမှုတွေရှိလာပြီဆိုတော့သူတို့အနေနဲ့ပေါ့နော်တမိုင်းကိုဆွဆွဲပြီးတော့မှပြောဆိုနေကြတာပြပမာတကယ်တမ်းအခုမြို့မောင်မှာဖြစ်နေတဲ့စကောင်စီရဲ့လွဲရည်နဲ့ပတ်သက်ပြီးတော့မှထိန်ချံပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေအနေနဲ့ကတော့ဒီလိုမျိုးကြာရှည်လာတဲ့ပြည်တွင်းစကိုရပ်တန့်ဖို့နဲ့ physical anarchy စနစ်နောက်ထပ်မပေါ်ပေါ်လာနိုင်အောင်အမြင့်ဖြတ်ချေမနိုင်ဖို့ဝိုင်းဝန်းစူးစမ်းဖို့လည်းနေပြီဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့နေခင်မှာတစ်ဖက်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့ပြည်သူများလုံးထူးချေဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှ တာယာ channel နေ့တက်လေးပြန်ဆင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတော့ပေးလိုက်ပါတယ်